စကိုင်းတိုင်းရှိဖို့ခရိုင်ဝက်လက်မြို့နယ်စကိုင်းရှိဖို့ကားလန်ဘော်ကရွာသားကြီးရွာကိုအော်တိုဘာ၁ရက်မနက်ပိုင်းစစ်ကူလာဖို့တဲ့ MI-17 ရဟတ်ယာဉ်တစ်စင်းကိုတော်လန်ရေးတပ်တွေကပြတ်ခတ်ခဲ့ရာလူတွေမချနိုင်ပဲပြန်မောင်းပြေးသွားတယ်လို့ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ၁ရက်မနက်ပိုင်းကစကိုင်းမြို့မှာရှိတဲ့စိုးစုအမှတ်33ချင်းမြတ်တမဌာနချုပ်တမ33ကနေရွာသားကြီးရွာတဲ့စစ်ကူလာပိုးတဲ့စိုးစုရဟရင်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တိခိုက်မှုရှိလို့လူတွေပြီးဆုံးအောင်မချနိုင်ပဲပြန်မောင်းပြေးသွားတာလို့ဆိုပါတယ်စောစွာ MI7 ရဟရင်နှစ်စီးနဲ့ရွာသားကြီးရွာတဲ့ကိုနှစ်ကြိမ်လာရောက်ကစစ်ကူပို့တာဖြစ်ပြီးဘေးကနေဂျိုင်းယိုကော်ပိုရာတစင်းကလေချောင်းပုံးကျဲပစ်ခုပေးခဲ့တယ်လို့ဝက်လက်မြို့နယ်ပကပကဆိုပါတယ် ပထမအကြိမ်စစ်ကူလာပေါ်ပြီးနောက်ဒုတိယအကြိမ် MI 70 20နဲ့လာရောက်ချိန်9000ကျားဘကဘလှူရှားမှုပူပေါင်းအဖွဲ့တွေကအသင့်ဆောင်ဆိုင်ကပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးနှစ်ပတ်တိုက်ပွဲဖြစ်ပွားခဲ့သလိုရဟရင်လည်းလူမချနိုင်ပဲပြန်မောင်းပြည်တာလို့ဝက်လက်မြို့နယ်ဘကဘရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရွာသားကြီးရွာတွေကိုလူနဲ့ခရမ်းလာပေါ်တဲ့စိုးစုရဟရင်ကိုပြစ်ခတ်တိုက်ခိုက်တာမှန်ကန်တယ်လို့မြင်းပြင်းတော်လိုင်းသတင်းမြစ်ကအမှတ်ပြုကိုပြောပါရယ် စကိုင်းရွှေဘုံလမ်းပေါ်မှာရှိတဲ့ရွာသားကြီးရွာဆုံးစုထိုင်စခန်းကို MI 70ရန်ရင်နေနဲ့လက်နက်ခဲရန်လူအင်အားနဲ့ရိတ်ခါတွေဆုံးစုဘက်ကမကြခဏဖြည့်တင်းနေတာဖြစ်သလိုရွာသားကြီးနဲ့အနီးဝန်းကျင်ကျေးရွာတွေကိုစက်တက်လက်တီဂျာယိုကိုရာတွေနဲ့နေ့စဉ်ပုံကျဲတိုက်ခိုက်နေတာလာတဝက်ကြော်ကြရှိပြီလို့လဲမြေပြင်သတင်းမြစ်တွေကဆိုပါတယ် ဝက်လက်မျိုးနဲ့ရွာသားကြီးကြည့်ရဟာအင်ချီတထောင်ကျော်နဲ့လူဦးရေ4500ဝန်းကျင်ရှိပြီးစုံစုနေမြေရဲစခန်းအထက်တန်းကျောင်းတိုက်နယ်စစ်ရုံတွေနဲ့စီကားပြီးတော့အရာတော်မုံရွာသွားလမ်းဆောင်နဲ့သခိုင်းရှိဖို့သားလမ်းဆောင်ဘက်ကအချက်အချာကြတဲ့ရွာကြီးတရွာဖြစ်ပါတယ်လရှိမှာတော့စောစုရန်ကြောင့်ရွာသားကြီးအပါဝင် အနီးဝန်းကျင်ကြီးရွာတွေကပြည်သူတွေထွက်ပြေးနေရပါတယ်။